တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ကာလမှာမိမိအတွက်ရည်မှန်းချက်စစ်တွေရည်ရွယ်ချက်စစ်တွေကိုလုပ်ကံမြောင်းမြင်သလိုငွေကြေးကံကောင်းမယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလည်းလုပ်ကံမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြရမယ်လုပ်ငန်းဝင်ငါတို့တွေအလုပ်စစ်တိုးတက်မယ် စီးပွားရှာသူတွေမှာလက်ပွင့်ကပ်ပွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုံခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်ကိုယ်ပိုင်ယက်တီချက်နဲ့လုံခြင်းတို့ရဲ့အနှစ်သာရကောင်းကိုကြုံမယ်အတတ်ပညာနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုလည်းရရှိမှာ ဖြစ်ပါတယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ကောင်းတဲ့စီးပွားကံတလန်ဖွဲ့နေတဲ့မဟာယဇ်ကျမ်းနဲ့တိုက်တော့မတော်တဆဒီကံမှန်ကြီးကိုတော့အထူးပြုပြီးကူးဆက်ရမယ်လူရှိရောက်သူခီးသွားတာမပြုတ်ပါနဲ့ ိဒီမှာအသွာလာနေတိုင်းဂယုဆက်ရမှာဖြစ်ပါတယ်။နောက်ရက်ကုန်တီသွားစရာနေရှိတဲ့နေ့တနင်္ဂနွေနဲ့ညနေ3:00နာရီတွေသွာလာဂယုဆက်ရမယ်။23ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းတွေရှိလင့်ကစားအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုဂျုံမယ်။24ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိမယ်။ရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။24ရက်နေ့မှာငွေကြေးကိစ္စပြောဆိုမှုစဉ်ပြေမယ်။အတိုက်ခံကြတာတိုးတက်မယ်။25ရက်နေ့မှာ စီးပွားကံလုပ်ငန်းကံကောင်းမဲ့ရန်တိုက်ခံနေကြတဲ့ဖြတ်သန်းပြီးလူရှိရာစန္ဒကိုပေါ်ထုတ်နိုင်တဲ့ငွေကြေးကံထူးထူးခြားခြားကောင်းတယ်26ရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးတိုးတက်မယ်သူတမားနဲ့မတူတဲ့ရှုထောင့်နေရာနေလောက်ကန်ကျိုးပေးမယ်29ရက်နေ့မှာလက်ပွင့်ချင်းကံပွင့်ချင်းရတ်တန့်တဲ့လုပ်တွေလောက်ကန်ရခြင်းနေကြုံမယ်28ရက်နေ့ကတော့အလုံးစုံကံမြန်မာခြင်းနဲ့ရီမန်းချက်စစ်တို့ကိုလက်တွေ့ကောင်းတဲ့ဖော်ရန်အတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တဲ့ 30ရည်နှစ်မှာငွေကြီးလက်လာပတ်ရေးရကန်ချမဖျားဖျားကောင်းစွာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပါမယ်။တနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တဲ့တဲ့သောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။ဒီကာလအတော်တွင်းမှာရှစ်ခုကိုကနန်းတွေကိုကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်တဲ့အ내ရောင်အပြာရင်ရောင်နက်ပြောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းမှာနိုဝင်ဘာလ ရဲ့နေ့တွေမှာကောင်းစေကောင်းလျှော်ပြုရင်အမတန်ကောင်းတဲ့နှစ်သက်ရက်ကိုရွေးပြီးတော့ကောင်းစေမင်္ဂလာ ဆောင်ရွက်ပါဖုန်းကန်ကြီးချင်းအကြီးအကဲဖြစ်ချင်းမြန်မာသောနေထားသို့ရောက်ရှိခြင်းကိုကြုံမယ်ဒီအပြင်နိုဝင်ဘာလ26 29နှစ်ရက်ဆက်တိုက်ဒနာသီတိနဂတ်စမ်းရှင်နေဝေကြီးကိစ္စတွေရက်ဒီမှာပြောဆိုလုပ်ခဲ့လက်ဖွင့်ခြင်းကိစ္စဆောင်ရွက်ပါတူတူကြကြကောင်းခြင်းတွေရရှိပါမယ် ကျေးဇူးတင်ပါတယ်